ါဒါပုံမိဟိုတောင်ကြီးရတစောင်းနိုင်မေးဖို့မြန်ဝဲရောက်ရှိနေတာပါဟုတ်အဲလွတ်လပ်တယ်ကြောက်ရွှင်နေဒါပုံမိတို့တွေကဒီလိုမျိုးပျော်ပွဲရွှင်ပွဲမျိုးဆိုတာဟိုတိတ်မရှိတာကြာခဲ့ပြီပေါ့နော်ကိုရီးယားလည်းဆင်မွားနေပျော်ပြီးသတင်းတွေဆိုပေးရတဲ့ feeling လေးကဒါအဆိုတော်တိုင်းကကြိုက်တဲ့ feeling ပေါ့နော်ဆိုတော့ဟိုဘယ်လိုပြောမလဲ fresh ဖြစ်ပြီးတော့မမောနိုင်မပန်းနိုင်ပေါ့ပျော်ရက်ခံစားချက်တော့ရပါမယ်ဆက်ပါတယ်ဗျာ တော့ပုံမီဟိုတောင်ကြီးရတစောင်းတိုင်းမေးဖို့မြန်ဝဲရောက်ရှိနေရပါဟုတ်ကျွန်တော်ရေးစီစဉ်နေလာတာပေါ့ဟုတ်ကဲ့အဲဒီမှာပုံမီပြောပြရေးစီစဉ်နေတဲ့ပထမတော့ဒီတောင်ကြီးတစောင်းတိုင်းပိတ်ပွဲပေါ့နော်ပိတ်ပွဲနေနေလာဒါပေမဲ့ဒီမှာရှေ့ရက်တွေကမိုးရွာတာနဲ့ဆိုတော့မီးပုံတွေမလွတ်ရတာဆိုတော့အဲနောက်ထပ်3ရက်ထပ်တိုးရဲဆိုတဲ့အခါကျတော့ပုံမီကအခုဒီနေ့ညရဲ့မနေ့ပြန်ညရဲ့နေ့ညဒီပါဝင်ဒီဆိုပြောပြပေးပါပါရှင်ဟုတ် င်ကတော့ဒါတို့လည်းပြောရမယ့်တခြင်းမျိုးလေးတွေတို့ရောက်မယ့်တခြင်းလေးတွေပေါ့နော်တို့တောင်းတာလေးတွေပေါ့အဲ့ဒါလေးဆိုမယ်နောက်ပြီးတော့ကိုယ့်တခြင်းလေးတွေဆိုမယ်ပေါ့ဟုတ်တယ်။နောက်ကြည့်တော့ဘာလို့ပြောပြရတာလဲ။အဲဒါပုံမိဒုတိယအချိန်မှာပုံမိတို့တော်တော်ကြာပြီကြာခဲ့တဲ့နှစ်တွေတော့တစ်ခေါက်ပုံမိဆိုဘူးပါတယ်ဟုတ် လွတ်လပ်တယ်ပျော်ရွှင်တယ်ဒါဘုံမျိုးတွေကဒီလိုမျိုးပျော်ပွဲရွှင်ပွဲမျိုးဆိုတာဟိုတိတ်မရှိတာကြာခဲ့ပြီပေါ့နော်ဆိုတဲ့အခါကျဒီလိုမျိုးတွေပြန်ပြီးဆိုရတဲ့အခါမှာအရင်တော့ကတော့ဘုံမျိုးတွေအာရှိုးပွဲကြီးတွေတွားပြီးတော့ဆိုခဲ့ရတဲ့မှုမျိုးခံစားမှုမျိုးတို့တော့လည်းအောက်ကပျော်ပြီးခုံကိုရီးယားလည်းဆင်မွားနေပျော်ပြီးသတင်းတွေဆိုပေးရတဲ့ feeling လေးကဒါအဆိုတော်တိုင်းအကြိုက်တဲ့ feeling ပေါ့နော်ဆိုတော့ဟိုဘယ်လိုပြောမလဲ fresh ဖြစ်ပြီးတော့မမောနိုင်မပန်းနိုင်ပေါ့ပျော်တဲ့ခံစားချက်တော့ရပါတယ်ဟုတ်အေးတယ်အေးတယ်တော်တော်အေးတယ်ဒါမဲ့လည်း ဟိုစင်မတက်တဲ့ချိန်လေးခဏတော့ကောလခုံနေရတော့အဲ့ချိန်ခဏပဲအနှွေးနဲ့ချွတ်နိုင်တယ်။တောင်းချင်းဒီပုံမြန်ခွင်းလေးကိုရောက်လာတဲ့ဘုမင်းချင်းရတဲ့အမျိုးတွေဒီနေ့အာဘယ်လိုပြောမလဲတယောက်တည်းလာတာမဟုတ်ရီးသားလေးနဲ့လာတဲ့သူရှင်လက်လေးထောင်ပြပါလားမြင်ချင်းလို့ဟဲ့ဟဲ့ခွင်းထဲမှာအများကြီးကိုလက်ကလေးထောင်လာနည်းနည်းပဲရှိတယ်။ကျန်တာလည်းဆင်ခဲ့လား။ကဲမ ကိုနောက်တစ်ဖက်ထားပြီးနှစ်ယောက်ကအဲ့ကိုလည်းတစ်ဖက်ကိုဒီလိုဘယ်နဲ့ညာနဲ့ပေါင်းလိုက်ကြီးသားမလို့ဘုမလည်းတစ်ဖက်ရှိရဟိုဘက်လည်းနဲ့ဒီဘက်လည်းနဲ့ပြောမှာ Okay အာတောင်ကြီးရဲ့အမတ်တရားဆိုလို့ရှိရင်တော့ဒီတောင်ကြီးရဲ့လိုမဟုတ်ဘူးပေါ့နော်အဲဒီရှမ်းပြည်နယ်ထဲမှာဆိုလို့ရှိရင်ဒါဘုမီရဲ့ပထမဦးဆုံးအဲနောက်ထပ်တစ်ယောက်မရှိဆိုတဲ့ album လေးတော့ဘုမီဒီညောင်ရွှေတော့ဘောလုံးကွေးကြီးထဲမှာလဲလာပြီးတော့အဲ promotion ပေါ့နော်အခွေ promotion လေးလာပြီးလုပ်ဖို့ရတယ်။အဲ့တုန်းကလည်းဒီလိုမျိုးပဲတကွင်းလုံးအပြည့်ပြိသက်တွေအများကြီးလာပြီးအားပေးခဲ့ကြတယ်ဆိုတော့အဲဒီဘက်တောင်စီဘက်အဲဒီရှမ်းပြည်ဘက်ကဘုံမျိုးတော်တော်ချစ်ကြတယ်အားပေးကြတယ်ဘယ်နေရာမှာပဲတွေ့တွေ့အဲ့လိုမျိုးနွတ်နွတ်ထွတ်ထွတ်ခံစားရပါတယ်ရှင်ဟုတ်တယ်ဟုတ်တယ်ရှမ်းပြည်နယ်ရောက်တာဘုံမျိုးအားပေးမှုအများကြီးပါတဲ့အထဲမှာလည်းရှမ်းပြည်နယ်ပါပါတယ်ဟုတ်ရှမ်းပြည်ရောဘုံမျိုးဘယ်လိုလေးဘယ်လိုလေးခေါ်ကြလဲအဲဘုံမျိုးဆိုလို့ရှိရင်တာယုံတာယုံကလည်းတခြားမျိုးတွေနဲ့တွေသွားလို့ရှိရင်ဘုံမျိုးကော့ကိုအဲ့မိတ်ကပ်မလင်းခက် တီတီပဲသွားလို့ရှိရင်တိတ်မမတ်မိတော့အဲဒီဘက်တောင်ကြီးဘက်ကကြာလို့ရှိရင်ပုံမီဟိုမပုံမီပုံမီဆိုဘလောက်ပဲမိတ်ကမလေးပဲဘလောက်ပဲဟိုသိရမလားပုံမှန်လို့ထတော့လောက်တာပဲသွားသွားသူတို့ကအကုန်လုံးမမီကြတယ်ဆိုတော့အရင်ချစ်စရာကောင်းတယ်အဲအလုံးနဲ့တူတူအဲလိုက်ပါစီမျောပြီးတော့ပျော်ရွှင်နိုင်မယ်အဲပျော်ရွှင်တဲ့ရတာလဲရမယ်တချင်းအေးလေးနဲ့အသေးကွက်ရတာလဲရမယ်အစုံဖြစ်အောင်တော့ဘုမီစူးစမ်းနေပါတယ်ဟုတ်ကျေးဇူးပါကျေးဇူးများတင်ပါတယ်